I'm not Cuídate. so so ma so so te ge ti ti ma ti ti te ja mi ti ma lai te te ge so so ma so so te ge ti ti ma ti ti te ja mi ti ma lai te ti te jam ma pa wen nue mya ma ro te da ma swae ယ်ရှင်ဒါလေးရတာပဲလားညီမလေးသူမမလုပ်ခင်ကအရင်တော့ဆိုပြီးတော့လုပ်လိုက်ပါပြီဆိုတော့ရမဝိုင်းလားစင်ပြပါလေစင်ပြပါလေโอเคဆိုတော့ညီမလေးရဲ့ဒီဆိုရှင်ပြိုင်ဖြောပြင်းမှုမှာဒိန်သူကြီးမင်းနေရဲ့ကောမန့်အမားတို့ကမနာထောင်ကိုကုတ်ကူကောတော့ဘလောက်ထိစိတ်ကြင်နံမှုရှိလဲ အများကြီးစူးစမ်းထားပါတယ်အများကြီးစူးစမ်းထားပါတယ်ကျွန်တော်ပရိသတ်တွေကလည်းချစ်စရာလေးဆိုရဲကွန်မန့်တွေတွေ့ရတယ်ဒီနေ့ကျတော့အရင်လိုမျိုးလုံးဝအမိုက်စားဆိုတာတည်းချစ်စရာပုံစံလေးကိုမြန်မာမလေးပုံစံလေးကိုသွားထားတာတွေ့ပါတယ်ဆိုတော့အရင်ခုံစွာနဲ့တိုင်သူကြီးမင်းများရဲ့အမှတ်ချက်များကိုလည်းကြားပြရစီရှင်ဆိုဗီယာဂျေဇူးပါဒီယိုယာပုံစံကိုတကယ်ပေါ်လွင်အောင်တမီးလေးလှုပ်သွားနိုင်တယ်ပြီးတော့ဆိုဖီယာမှာဘာရှိလဲဆိုတော့ကို လုံးရမဲ့ဇက်ရုပ်ကိုတခုမှပေါ်ဝတ်တန်တမလုတ်တာကိုတတိထားမိတယ်เนาะပွဲစကလေးကအဲဟိုဘက် dance နဲ့ပတ်သက်ပြီးတော့ဒီဟိုအနောက်တိုင်းသချင်းနေနဲ့ကတော့လည်းမယော့ခဲ့ဘူးအခုဒီမြန်မာတန်လေးကိုဆိုးပြီးတော့ကတဲ့ခါကျတော့ပထမတော့နည်းနည်းတော့ဆိုးရင်မိတာပေါ့เนาะဘာလို့ဆိုတော့တမီးတို့ကဘိုးသချင်းနေဆိုးတာများတဲ့ခါကျတော့အဲ့ဒီဆိုးတာအစင် ပြေတယ်တော်တော်လေးဆင်းအဲ့ဒီအပြင်အကလေးပါ တော်တော်လေးကိုညင်ညင်ညာလှလှပပကသွားတာကိုတွေ့လိုက်ရတယ်နော်သမီးအဓိကပြောချင်တာသမီးကကိုကြရာဇရက်ကိုပြပြအောင်ကနိုင်တဲ့မင်းသမီးတက်လက်ပါပဲလို့နော်ကျေးဇူး တမီးလေးရဲ့စကားတန်လေးရာလေးချလိုက်တာအသေးကိုတုံရောရှင်ဆိုတာလေးချစ်စရာလေးမပီပေမဲ့ချစ်ဖို့ကောင်းတယ်နော်အဲ့ဒါလေးကိုချစ်ငယ် notice ဖြစ်မိတယ်အာတမီးဒီလိုလေးမမဆန်ဆန်လေးဝတ်လိုက်တော့လေနှမျိုးလှတာပဲတမီးရေဒီပါရီကူးလာကူးပါလေချစ်ဟုတ်ပါပြီနောက်ပြီးတော့တမီးအားကစားလောက်လား ်ပါတယ်။အေးဒါကြောင့်မို့သမီးရဲ့ structure အားကစားပုံလေးပေါအောင်လေးနော်။ဒါကြောင့်မို့သမီးဆိုတဲ့အခါမှာလည်းမမောမပန်းမင်းနဲ့လွယ်လွယ်ကူကူဆိုနိုင်တယ် stop မတော့ကောင်းတယ်။အဲသမီးကမိမယ်လည်းမောတာမပါဘူးဆိုတာသမီးအားကစားလုပ်တဲ့အကျိုးဂျေစုပေါ့နော်။အဲသမီးလှုပ်သွားတာလေးကတီးဥဆောင်သွားတာလေးဆိုရလေးရတယ်။လူတွေကိုစိတ်ဝင်စားပွဲကအောင်ချစ်စရာကအောင်လှုပ်ဆောင်နိုင်တဲ့ချင်းငယ်ရဲ့သမီးလေးပါပဲเนาะအဲ့တော့ အားလုံးချစ်ကြတို့မှာချင်ပါတယ်အခုတရှိနေတဲ့ပြီးသက်ပေါင်းချစ်ကြတို့ဒိုင်နီယာဗုတ်အမှတ်က90အဖုတ်က90ဒီချိန်မှာအရန်ကိုအရေးကြီးလာပါပြီချစ်ကြတို့ကတော့ဒီလိုခလေးတွေစူးစမ်းရင်စူးစမ်းတယ်လို့ဟလာဟိုသူတို့ရဲ့အစွမ်းပြနိုင်ပြနိုင်တယ်လို့အမှတ်တွေပြီးသွားမှာပဲလीဂျန်တဲ့တာဝန်ကတော့တရှိနေတဲ့သူတွေရဲ့ တာဝန်ပါပဲလို့ချင်ရပြောချင်တယ်။တော်တဲ့ကလေးတွေကိုချင်းမြင့်မြောက်စားပါလို့ Thank you ပါ။အဲဂျေခီနဲ့ပတ်သက်ပြီးတော့အကိုပြောချင်တဲ့အကြောင်းအရာကအဲပြီးခဲ့တဲ့ဘက်ကအဖြူနဲ့မဲတခြင်းနဲ့ပတ်သက်ပြီးတော့အကိုတို့ရဲ့ဝေဖန်ထောက်ပြမှုအပေါ်မှာဂျေခီကပြောင်းလဲဖို့ကြိုးစားတယ်เนาะအစကအဲတယောက်သေးပဲအကအတန်ဦးစားပေးပြီးတော့ ကဖြောပြေတော့မယ်ဆိုတဲ့အခါကျတော့အကူကပြောချင်တာဒီမှာရှိတဲ့ညီငယ်ညီမငယ်အားလုံးရှိနေချိန်မှာအကူကပြန်ပြီးတော့ပြောချင်တာကကိုယ့်ရဲ့ identity နဲ့နောက်ပြီးတော့ကိုယ့်ကိုအများကမြင်နေတဲ့ပုံစံမျိုးကိုဘယ်တော့မှပြောင်းလဲဖို့မကြိုးစားပါနဲ့အကူပြောချင်တာလေသိလားနိုင်ငံတကာမှာရှိတဲ့အဆိုတော်တွေအကုန်လုံးကလည်းဘလောက်ပဲ popular ဖြစ်တဲ့ trend တွေပေါ်ပဲပေါ်လာပါစေ ူတို့ကသူတို့လောက်ဝမဲ့သူတို့ရဲ့ဝစားစင်မှုသူတို့ဖန်တီးတဲ့ music သူတို့ရဲ့အတန်တဲ့ပတ်သက်ပြီးတော့သူတို့ကဘယ်တော့မှမပြောင်းလဲကြအောင်ဘာလို့လဲဆိုတော့သူတို့မှာ fan base ရှိတယ်အဲ့ base ကလည်းပြောင်းလဲတာကိုကြိုက်ကြမှာမဟုတ်ဘူးအဲ့ဒါတွေအားလုံးထက်အရေးကြီးတာကအစရောတယောက်ဖြစ်လာမယ်ဆိုလို့ရှိရင်အမှုပညာရှင်တယောက်ဖြစ်လာမယ်ဆိုလို့ရှိရင်ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ကိုဖန်တီးမဲ့အမှုပညာအပေါ်မှာအမြဲတမ်းတည်ဆာရှိဖို့လိုတာ ညီမလေးပြောင်းလဲမယ်ဆိုတော့အကိုရန်လန့်သွားတယ်ဒါပေမဲ့အကောင်းဆုံးအကြံဉာဏ်ပေးတယ်ညီမလေးကအဲ့ဒီအပိုင်းတွေအကုန်လုံးကိုလည်းမလွဲမသွေလောက်လာပေးရအတွက်ကျေးဇူးများကြီးပဲတင်ပါတယ်အဲ့ဒီချက်ကအရန်ရေးကြည့်ပါတယ် JK မမဟုတ်ဘူးအားလုံးအတွက်ရေးကြည့်တာပေါ့နော်ပြီးတော့နောက်တစ်ချက်ကတကယ်ကိုအံ့ဩရပါတယ်ညီမလေးရဲ့ talent အတွက်ပါဘာလို့အံ့ဩရလဲဆိုတဲ့အခါကျတော့အကိုကမြမအကနဲ့ပတ်သက်ပြီးတော့ဆန်းဆက်တဖြစ်တဲ့သူပါအကိုငယ်ငယ်တုန်းကလည်းအကိုမတွေ ဒီတကြံအကတွေနဲ့ပတ်သက်ပြီးတော့ចောင်းနေမှာកလို့ရှင်အကိုကအမြဲတမ်းလိုက်သွားပြီးတော့သူတို့ရဲ့အကတွေကိုတကြံမတိုင်ခင်အထိကိုအကိုကထိုင်ဆောင်ပြီးတော့သူတို့ကိုကြိုခဲ့ရတဲ့သူပေါ့နော်အဲ့တော့အဲ့ဒီလိုအကတိုက်တဲ့အခါမှာမလွယ်ဘူးဒီလိုပြိုင်ပွဲမှာပြိုင်ပွဲဝင်တယောက်အနေနဲ့ဒီလိုမျိုးလောက်ရတဲ့အပိုင်ကပို့ပြီးတော့ခတ်တယ်ဆိုတော့အကိုခံစားရတယ်အကိုကိုယ်တိုင်လည်းအကတင်ငယ်ဘူးရပေါ့နော်အဲ့တော့အဲ့ဒီအပိုင်မှာညီမလေးကအကောင်းဆုံးတတ်တတ်ရရလှုပ်ပေးသွားတယ် performance နဲ့ပတ်သက်ပြီးတော့ ဘာကိုမြင်လဲဆိုတဲ့အခါကျတော့အစိုးရတွေကတချင်းဆိုတဲ့အခါမှာမိုက်ကိုနားကနေတွေ့ထားတဲ့မိုက်တည်းရှိရလေနော်တချို့ကျတော့လက်မှာကန်ထားတဲ့ hand mic ရှိတယ်အဲ့လိုနှမျိုးနဲ့ဖြော်ပြတင်ဆက်တာရှိတယ်အကကတဲ့အခါမှာဒါမြန်မာအကမလို့ညီမလေးကဒီ hand mic နဲ့ကင်ပြီးတော့ကတယ်ဆိုတာကိုအကိုအဲခံစားဖြစ်တယ်ဟိုကမှာပဲလीနော်အဲ့ဒီမှာဘာမြင်လဲဆိုတဲ့အခါကျတော့ကကွက်တိုင်းရဲ့အဆုံးမှာညီမလေးကအဲ့ဒီ mic ကို handle ကိုညီညီပြီးတော့ တည်သွားပြီးတော့အဲ့ကကွက်လည်းမပြတ်ဘူးတချင်းဆိုတဲ့ intro ပြန်ဝင်တဲ့အချိန်မျိုးမှာလည်းအရန်ကိုတက်ရက်နေတာကိုအကိုတွေ့ရတယ်။ကကွက်နဲ့တချင်းဆိုတဲ့အပိုင်းတွေကို PPE လောက်တယ်ဆိုတာတကယ်တော့မလွယ်ဘူး။မြမာကပို့ပြီးတော့ခတ်တယ်။လက်ရဲ့အချိုကကွက်ဟန်တွေကတိတ်ကို ခတ်တဲ့အဖို့မှာဒီဘိုင်းကိုလှလှပပညီမလေးကလှုပ်သွားတဲ့အပိုင်းကတကယ်ဆရာကြပါရဲ့ညီမလေးအခုညီမစတားမှာတွေ့ရတဲ့ မြန်မာလေးရဲ့အရေးအသွေးဟာမြန်မာစတားကိုအများကြီးဂုဏ်တက်စေပါတယ်ကျေးဇူးအများကြီးပဲတင်ပါတယ်ကျေးဇူးတင်ပါတယ်ဆရာကျေးဇူးအများကြီးတင်ပါတယ်ရှင်ကဲဆိုင်သူချင်းမင်းရဲ့မှတ်ချက်တွေကတော့အများကြီးကောင်းပါတယ်เนาะဆိုတော့ fight တင်ပါမြန်မာလေး fighting ကျေးဇူးပါ